အသက်ကိုညံမဆောင်မိတဲ့အဖြစ်ကြောင့်အပျော်ကနေဝမ်းနည်းစရာဖြစ်သွားခဲ့ရတဲ့ပြင်ဦးလွင်ရှစ်ထက်ရေဒီကွန်ကအဖြစ်ပြက်မိုးမကုံသေးခင်ကာလတွေမှာရေဒီကွန်တွေကလှပပေမဲ့တစ်ဖက်မှာလည်းတောင်ကျရေကရုတ်တရက်ဝင်ရောက်လာနိုင်တာကိုတော့မိထားလို့မရပါဘူး။ဒီအပိုင်းအတွင်းမှာတော့ရေဒီကွန်ကိုသွားလဲရင်းနဲ့လူဆုံးရှုံးရတဲ့အဖြစ်ပြက်ကတုံ့လုံစရာတစ်ခုပါ။စက်တင်ဘာလ29ရက်မနေ့ကညနေ3နာရီခွဲလောက်မှာပြင်ဦးလွင်မြို့နယ်ဇီးပင်ကျေးရွာအုပ်စုအုံနှဲရေအရှိရွာကရှစ်ထက်ရေဒီကွန်တောင်ကို လူ၁၄ယောက်သွားရောက်ရေကစားခဲ့ကြပါတယ်။ရေကစားရင်းနဲ့၅ယောက်ကတော့တုံးတက်ရေတကွန်ကနေပြုတ်ချခဲ့ပြီးအမျိုးသမီး၂ယောက်သေဆုံးကရုရှားနိုင်ငံသား၁ယောက်ကိုတန်ရာနဲ့ရှာတွေ့ခဲ့တာပါ။ရေတကွန်ကနေပြုတ်ချသွားတဲ့သူတွေကတောင်ကျရေကြောင့်ရေစီးနဲ့ မျောပါခဲ့တာဖြစ်ပါတယ်။ရေစီးနဲ့မျောပါသူတွေကိုကယ်ဆယ်ရေးပြုတ်လုတဲ့အခါညနေ၅နာရီမှာရုရှားနိုင်ငံသား၁ယောက်ကိုအသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီးညနေ၆နာရီမှာတော့သေဆုံးနေတဲ့အမျိုးသမီး၂ယောက်ရဲ့အလောင်းကိုရှောက်ဖေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ အသက်ရှင်လျက်ကနေနိုင်ခဲ့ပေမဲ့အသက်43နှစ်အရွယ်ရုရှားနိုင်ငံသားမှာတော့ညာခြေောက်ကျိုးသွားခဲ့ရတာပါ။ နောက်ထပ်ပျောက်ဆုံးနေတဲ့အမျိုးသမီးနှစ်ဦးကိုတော့ဆက်လက်ရှာဖွေနေပါသေးတယ်။မိုးမကုံသေးတဲ့ကာလတွေမှာတောင်ကျရေကရုတ်တရက်စီးလာနိုင်ပြီးအပျော်ကနေအပြတ်ဖြစ်သွားခဲ့ရတာပါ။ရေကူးကျွမ်းကျင်တဲ့သူတွေတောင်တောင်ကျရေနဲ့တွေ့ရင်အသက်ရှင်ဖို့အတွက်ခက်ခဲနိုင်ပါတယ်ရှင်။ရှစ်ထက်ရေတကွန်ကပြင်းလွင်မှာလှပတဲ့ရေတကွန်ဖြစ်ပေမဲ့တစ်ဖက်မှာတော့ဘေးရန်ရရှိတာကိုလည်းမေ့ထားလို့မရပါဘူး။ကွယ်လွန်သူတွေအတွက်တော့မိသားစုတွေကဝမ်းနည်းနေရပြီးကယ်ဆယ်ရေးအဖွဲ့ရေကလည်းခက်ခက်ခဲခဲရှာဖွေကယ်ဆယ်ပေးရတာဖြစ်ပါတယ်။အသွားမတော်တလန့်ကြောင့်အသက်ပါသွားနိုင်တာကြောင့်မိုးရင်းကာလတွေမှာရေတကွန်တွေကိုသွားတဲ့ ့အခါတောင်ကျရေတွေကိုဂရုပြုဖို့အတွက်တိုက်တွန်းလိုက်ပါတယ်နော်။ခြေရန်ပြည်သက်များအလုံးကိုကျေးဇူးတင်ပါတယ်။နေ့အတိုင်းအတွက်ပျော်ရွှင်ပါစေ။